အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြပြအောင်မလုပ်သင့်ဘူးဆိုတာပြောကြလို့ပါတယ်မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနိုင်ငံပိုင်ဆိုင်မှုကိုဒေသတင့်တယ်လို့ပြောကြလို့ပါတယ်ကရင်အဲကရင်နိုင်ငံရဲ့ဆိုလည်းမရှိဘူးရခိုင်နိုင်ငံဆိုလည်းမရှိဘူးကိုကန်နိုင်ငံဆိုလည်းမရှိဘူးဟုတ်ပြီလားနိုင်ငံရဖို့တွန်းလှန်နေတာမဟုတ်ဘူးအာဏာရှင်ပြစ်ချက်ဖို့တွန်းလှန်နေတာ Hello Jeremy ဘာပီတူညကိုမောင်မောင်များအားလုံးပဲမင်္ဂလာပါ News Page Channel ကနေပြန်လည်ပြန်လည်ကြိုဆိုလိုက်ပါတယ်2025ခုနှစ် March 13ရက်နေ့ညပိုင်းဗီဒီယိုတင်ဆက်မှုအနေနဲ့ကျွန်တော်တို့ဒီနေ့ညနောက်ဆုံးကြားသိရတဲ့ Talent Train တွေပြင်ပေါ်မိုက်ကွဲပေါက်ကွဲတန်ဆိုတွေလည်းကြည့်ရမှာမို့လို့ကျွန်တော်တို့သူဆာဆွန်ရေရှင်လို့ပေးချဖို့ကျွန်တော်ဒီနေ့ကနေဥစွာပြောလိုပါတယ်ကျွန်တော်ခါတိုင်းလိုပဲအယုံဆုံးနေတဲ့ဗီဒီယိုတွေမကြည့်ခင်မှာတရင်လေးတွေကြည့်လိုက်ရအောင်နော်ပထမဆုံးတရင်တဲ့ဘိုးအနေနဲ့ကတော့ မွန်ပြည်နယ်ရေမြို့ပေါ်မှာလူငယ်တွေကိုစုမှုထမ်းစုဆောင်ခြင်းတွေလှုပ်ဆောင်နေတဲ့နေထင်းရဲမျိုးသူကိုရေဘလူဖွဲ့ကပြစ်ခတ်ရှင်းလင်းခဲ့လို့မျိုးသူထမ်းနိုင်ပြီးတော့မှတင်းနေရနီးပါတံပိုးရှိတဲ့ပစ္စည်းတွေတင်းဆဲရှိခဲ့တဲ့ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။မလ9ရက်နေ့ည9နာရီအချိန်မှာရေမြို့ပေါ်အောင်တုခရောက်ကမှာဘီအာတောင်းနေတဲ့အောင်တုခ နေထင်းရဲမှုမျိုးသူကိုရေဘလူးဖွဲ့ကတော်လိုင်းရဲရဲဘော်တွေကပြစ်ခတ်ရှင်းလင်းခဲ့တာဖြစ်ပေမဲ့မျိုးသူထမ်းနဲ့ရွှေစက်ကြိုးငါးမူသားတံပိုးကြီး Vivo V40 ဖုန်းတို့လုံး Vivo ဖုန်းအမျိုးအစားနောက်တလုံးကမောဇာဘန်ဆောက်တော့အထဲမှာရှိတဲ့ငွေကြက်သိန်းတရာငွေသား၄သိန်းကျပ်သိန်းဆိုင်မိခဲ့ပြီးတော့မှအဲ့ဒီပစ္စည်းတွေကဆိုရင်ပြည်သူတွေထမ်းနဲ့ပြီးတော့မှနေထင်းရဲကအနိုင်ကျင့်ထားတဲ့ပစ္စည်းတွေဖြစ်တယ်လို့ကျွန်တော်သိရတာပဲဖြစ်ပါတယ်။သူကလောင်းကစားဝိုင်းထောင်တဲ့မွေးအစေးပြန်ဖြန်းတဲ့ပြည်သူတွေကိုမတရားဖမ်းတဲ့အမှုလိုက်ပေးမဲ့ဆိုပြီးတော့မှငွေရှာတဲ့ဆိုပြီးတော့မှရေဘလူးဖွဲ့ကောင်းဆောင်ရနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်။ဒီကောင်ကတော့ မတိသွားခင်မှာကျတို့တော်လိုင်းရဲဘော်တွေပေါ့နော်သူကနေပြီးတော့ထောက်ပို့လို့သွားတာပြမအခုဆိုရင်ကျတို့ပြည်သူတွေရဲ့ဆရာနေကိုသွေးစောမြတ်ထုတ်သွားတဲ့သူရဲ့ဒီပစ္စည်းဥစ္စာတွေကိုကျတို့ဘက်ကနေပြီးတော့ပြန်လဲရရှိထားတာပဲဖြစ်ပါတယ်မျိုးမျိုးစကောင်စီနဲ့သူတို့ဒေါက်တိုင်တွေကိုကျတို့ဘက်ကနေပြီးတော့ချင်းချင်းတတိပေးထားတဲ့ကြားတိုက်ကနေပြီးတော့ပြည်သူတွေကိုအနိုင်ကျင့်နေဦးမယ်ဆိုတော့ဒီလိုမျိုးဖြစ်မျိုးတွေကြုံရမယ်ဆိုတာတော့ပေါ့နော်ကျတို့အခုဆိုရင်သွေးရတာပဲဖြစ်ပါတယ်နောက်ထပ်သတင်းသဘောအနေနဲ့ကတော့ မန္တလေးတိုင်းနဲ့ထိုးကြီးမြို့နယ်အတွင်းမှာဝင်ရောက်လာတဲ့စစ်တပ်စစ်ကြောင်းစစ်မှုထမ်းတသား၅ဦးဟာဇွန်လနဲ့ခရင်တွေနဲ့တူအလင်းဝင်လာတဲ့ဆိုတဲ့တရင်ကောင်းလေးပဲဖြစ်ပါတယ်။စစ်ကြောင်းထရရနေအလင်းဝင်တာသူတို့ကတော့စစ်မှုထမ်းနဲ့ပေါ်တာဆွဲခံရတဲ့ရဲဘော်တွေပါကျွန်တော်တို့နဲ့တပ်ပွဲမှာဖြစ်ခင်ကလေးက သူတို့ကထွက်ပြေးလာကြတာသူတို့ကိုကျွန်တော်တို့ဘက်ကနှွေးနှွေးထွေးထွေးကြိုဆိုတယ်သူတို့ရဲ့မိသားစုဝင်တွေလည်းဘေးလွတ်ရာကိုပြောင်းရွှေ့ပေးတာတွေလို့ပေးတယ်လင်းနေတဲ့သူကအလင်းဝင်မယ်ဆိုရင်စုချင်းငွေချိမြင်တာတွေရှိတယ်တက်ဆောင်လာတဲ့လင်းနေတဲ့သူ့ရဲ့ဆရာထက်တန်မှုအပေါ်မှာမူတည်ပြီးတော့မှစုချင်းငွေရတော့ကျွန်တော်တို့ဘက်ကလည်းတန်နိုင်တလောက်ပေးနေတာတွေရှိပါတယ်ဆိုပြောမှမြင့်ချန်ခရအမလေးတရင်ထိုးကြီး PDF တောက်ဖွဲကတောင်ရှိသူသူကနေပြီးတော့မှပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်ရှိမှလည်းပြောခဲ့သလိုပဲပေါ့နော်စကောင့်စီတဖွဲ့ဝင်တွေကိုတော်လိုင်းရေးဖို့တရားနေပြီးတော့မှချင်းချင်း သူတို့ဘက်ကလင်းဝင်ဖို့ပြောထားတာဖြစ်လို့နောက်မကျသေးခင်မှာပြည်သူဘက်ကအများဆုံးခုံလုံးတင်နေတာပဲဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့နထိုးကြီးမှာစကောင်စီစစ်ကြောင်းတစ်ခုလုံးပြုတ်ထွက်ပြီးအောင်တိုက်ခိုက်နိုင်ခဲ့ပြီးတဲ့နောက်ပိုင်းမှာအခုဆိုရင်စကောင်စီတပ်ဖွဲ့ဝင်တချို့ပါနော်ကျွန်တော်တို့နဲ့ပူးပေါင်းလာတာကိုတွေ့ရတာပဲဖြစ်ပါတယ် ဆိုတော့ကျွန်တော်ဒီနေ့ညပထမဆုံးအနေနဲ့ကြားမှာကတော့ဘူဂျီနီမျိုးစရာနဲ့ပြီးတော့မစစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေရပေါ်တာဆွဲချင်းခရရတဲ့တသက်တွေနဲ့ပြည်သူ့ဘက်ကိုအလီမြန်ဆုံးကုပြောင်းတင်နေပြီဆိုတဲ့အကြောင်းကိုအတိအပြပြောဆိုထားရပဲဖြစ်ပါတယ်။ဘူဂျီနီမျိုးစင်ဘယ်လိုမျိုးတွေပြောထားလဲဆိုတာကျွန်တော်ဆက်ကြည့်လိုက်ရအောင်လား။ဓမ္မအတွက်အမှန်နဲ့တရားအတွက်ပြည်သူ့ရဲ့စိတ်ဒီလူလားချက်အတွက်တို့ကထမ်းဆောင်နေတဲ့သူတွေမဟုတ်တဲ့တကြောင်မလို့အခိုက်တဲ့အားဖြစ်တော့အမိအာနာတင်းကျပ်တဲ့ဒီပြင်းထန်ရက်ဆက်တဲ့အမိပေးမှုစနစ်နဲ့ပြစ်ဒဏ်ပေးစနစ်တွေအောက်မှာစုဖွဲ့ညီညွတ်နိုင်တဲ့အောင်ရှိပြီမဲ့တကယ်တဲ့တော့ ဘယ်အရာမဆိုရဲ့အတွင်းအနှစ်သာရဟာအခရာကျတဲ့အင်အားဖြစ်ပါတယ်အဲ့တော့သူတို့မှယူနီဖောင်းပြည်စုံမဲ့ရုရှားနဲ့မိစ္ဆာနိုင်ငံတွေရဲ့ထောက်ပံ့တဲ့လက်နက်ခရမ်းတွေခင်မီရန်နီယာတွေပြည်စုံကောင်ပြည်ဆောင်ပေးမယ်ဒီလက်နက်ဒီခရမ်းတွေဒီသတ္တမောင်းတွေကင်ထားတဲ့လူသားနိုင်ငံသားကျွန်တော်တို့ညီကိုမော်နမတွေစိတ်ထားထဲမှာသူတို့ဟာအမှန်တရားအတွက်ဒီတာဝန်ကိုထမ်းဆောင်နေကြတာမဟုတ်ဘူးအတင်းတမရဲရဲဆက်ဆက်ပံမေးဆွဲလိုပဲဖြစ်ဖြစ်ဖန်စီလိုပဲဖြစ်ဖြစ်စစ်ထဲမှာဝင်မနေရဆိုတော့တိုးတိုးလေးပဲဖြစ်ဖြစ်ရောက်လာပြီးဒီတနောက်ကင်ဒီလိုပြည်စုံဖြစ်ကိုင်းလို့တာပြည်ရတာ 那都上车哈，都巴得过，都巴得上面，只能都老人家带带，都年轻人哪里过？他偏过别的，没下得了。平常时间，爷爷伯伯来么喝？都多巴问，阿爹他妈潘子是在对面看阿的，那我们家阿的，每天时间，爷爷伯伯来么喝？排着嘞，都多天嘞，没阿来呢，说包酒就是干杂包的，阿都哈。阿爹阿爸，看四看阿的，老爸是中，阿爹弟看十三根片的，都多天的，天的咯。等到忙完，少爷们看阿哈，来牛里过油嘛？来牛里过油嘛？阿妹。 ဒီလက်ညှိုးကွေးရမယ်တနပ်ပြောင်းကိုချင်းရမယ်အခါမှာသူတို့ဟာစိတ်တည်ငြိမ်မှသူတို့ယုံကြည်ချက်ရှိမှသူတို့လုပ်တဲ့အလုပ်ပေါ်မှာပြက်ပြက်သားသားနုံနုံတန်ဖိုးထားတဲ့စိတ်ထားရှိမှချိန်တော်ဥဒိယာနဲ့ဆွဲမဲ့မောင်ကလေးဟာတည်ငြိမ်မှဖြစ်တယ်။အသူတို့မှာစိတ်ထားရမှန်ကန်မှုတရားတော်စစ်ကိုစင်နေတာမဟုတ်ဘူးဆိုရဲတိမ်ငင်စိတ်ငါတို့ဟာအောင်မြင်မှာမဟုတ်ပါဘူးအတင်းတမဖန်းစီခံရတာပါပြည်သူတရားလုံးရဲ့အချိန်မီနှိမ်နှင်းချိန်မုန်းခြင်းကိုတနည်းနည်းတည်းတည်းတချိန်ချိန်ငါတို့မလွဲမသွေကြုံရမှာပါဆိုရဲကိုယ့်ကိုယ်ကိုစိုးရွံ့တဲ့စိတ်တွေကြောင့်မင်းအွန်လိုင်းရဲ့ ဖက်စစ်လက်ပါစစ်ဖြစ်အသုံးချခဲ့လူများဟာအခုဆိုရင်တပွဲပွဲနဲ့မြေပြင်မှာဆိုဆိုကျွန်တော်ကျွန်တော်ရောက်နေတဲ့အဆက်နေရာကရင်ပြည်နယ်နဲ့အဆက်နေရာတွေကျွန်တော်တို့စကန်ဖွဲထားတဲ့ကရင်ပြည်နယ်နဲ့အဆက်နေရာတွေမှာဆိုရင်အဲတပြည်ညိုစကန်လိုမျိုးတောက်လျှောက်စစ်တောင်းမြေကမ်းမှာစကန်တွေတောက်လျှောက်ပြည်သူတွန်လိုင်းတပ်ဖွဲ့တွေကတိမ့်ပိုက်မှာဖြစ်ပါတယ်။မဟုတ်လေအားတမဝါရကိုတပ်ဝင်ယုံကြည်သူတွေအောင်ပွဲဆိုတာမရှိလို့ပါ ကျွန်တော်တို့ကဓမ္မကိုတဝင်ယုံကြည်ပြီးပြပြသားသားမမမမပြည်သူအတွက်နိုင်ငံတော်အတွက်ဆိုတဲ့အမှန်နဲ့တရားအတွက်တရားတော်စစ်ကိုဆင်နွှဲနေတဲ့ယုံကြည်ချက်ရှိသူတွေအတွက်တိုက်ပွဲတိုင်းဟာအောင်မြင်ဖြစ်ပါလိမ့်မယ်။ကဲဒါတော့ဘူဂျီနီမျိုးစင်ရနေပြတော့မှာပါနော်စစ်ကောင်စီရဲ့ပေါ်သားဆက်ချင်းခရရတဲ့ကျွန်တော်ပြည်သူပြည်သားတွေပေါ်မှာသူကနေပြတော့မှာအလင်းမြတ်ဆုံးအလင်းဝင်လာတင်တယ်ဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်ပေါ့နော်။ကျွန်တော်ခုဆိုရင်နေပြတော်နေ့တဝိုင်းကစစ်တော်မျိုးဝန်ဒေသမှာရှိတဲ့စစ်ကောင်စီစစ်ကားတွေအားလုံးကိုခုဆိုရင်တင်ပိုက်ဖို့လွှင့်နေတာဖြစ်ပြတော့မှာ2025ခုနှစ်ထဲမှာပဲကျွန်တော်တော်လိုင်းရဲဆုတွေစုပေါင်းပြတော့မှာ ဟုတ်ဆင်စစ်ကောင်စီရှိတယ်ပေါ့နော်နေပြည်တော်ထိတောင်မှသိမ့်ပိုင်နိုင်ဖို့စ조사နေကြတာပဲဖြစ်ပါတယ်ဒီချိန်မှာမှကျွန်တော်တို့ပြည်သူပြည်သားတွေစစ်ကောင်စီရဲ့ပေါ်တာဆွဲချင်းကိုခိုင်းမယ်ဆိုရင်နှိစရတော်လည်းရဲ့ရဲဘော်တွေစီမှာချိတ်ဆက်ပြီးတော့မှအလင်းမြန်ဆုံးကုပြောင်းသိမ်းနေတာပဲဖြစ်ပါတယ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့တွေ့လဲပေါ့နော်သူတို့ဒီလိုမျိုးအခြေတမ်းမှာတစ်ပိပိတိုက်နေရတာကပြည်သူတရလုံးနဲ့အတိုင်းပြည်တွက်မဟုတ်ဘဲနဲ့ဒီဆရာနာရှင်လူသူစုကောင်းစားဖို့အတွက်တိုက်ပင်းနေတယ်ဆိုတာသိရှိပြီးတော့မှကိုရဲ့ဒီတဏမောင်းဘောနော်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေစီမှာပြန်ပြတော့မှချိန်ဖို့လဲကျွန်တော်ခုဆိုရင်အတိပေးပြောဆိုလာကြတာတွေရှိတာဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဒီမြောက်လိုင်းတို့အိုဆူရဲ့ပြန်ကြွေးတာဝန်ခံပေါ့နော်။ဇော်မဲလုံးကနေပြီးတော့မှအိန္ဒိယမီဇိုရမ်ပြည်နယ်လွတ်တော်အမတ်ကနေပြီးတော့မှကဘောချန်ဝန်ဒေသနဲ့ပတ်သက်ပြီးတော့မှပြောဆိုတဲ့ပုံမှာဒီကောင်ဘယ်လိုမျိုးပြောနေပြောဆောက်တွေပြောအောင်လဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနဲ့တူပဲရခင်ကတိုင်သဘောတူထားတဲ့ငင်းချမ်းစွာအတူရှင်သွဲနေထိုင်ရဲ့မူကြီး900အတိုင်းပဲနေထိုင်ရဲ့ရှိပါတယ်။မိတ်ဆွေကောင်းပီတာစွာဒါနေထိုင်ရဲ့ရှိပါတယ်။မြန်မာအိန္ဒိယနယ်စပ်နဲ့ပတ်သက်ပြီးပြောရမယ်ဆိုရင် မြန်မာအိန္ဒိယနေဆက်1030မိုင်ကျော်ရှည်လျားပါတယ်1626ကီလိုမီတာရှိပါတယ်တိုင်းတာပြီး908မိုင်ကျော်ရှိပါတယ်ကီလိုမီတာအပြင်1460ကျော်တိုင်းတာပြီးဖြစ်ပါတယ်အများစုတိုင်းတာပြီးဖြစ်ပါတယ်ခုပြောဆိုနေတဲ့ကမ္ဘောဂျိုင်းဝမ်ဒေတာဆိုတာလည်းယခင်တိုင်းတာပြီးထဲမှာကျွန်တော်တို့အတိမတ်ပြီးပြီးထဲမှာပါပြီးဖြစ်ပါတယ်မြန်မာအိန္ဒိယနှစ်နိုင်ငံလက်ကြားတတ်မှတ်ချက်အနေနဲ့2014ခုနှစ်မေလ၈ရက်နေ့မှာချုပ်ဆိုထားတဲ့ မြန်မာအိန္ဒိယနှစ်နိုင်ငံနယ်စပ်ဒေသပူးပေါင်းဆောင်ရွက်ဆိုင်ရာနားလည်မှုစာချုပ်လာလဲရှိပြီးဖြစ်ပါတယ်။ကပေါ်ချိုင်းမှာဒေသနဲ့ပတ်သက်ပြီးပြောရမယ်လို့ဆိုလို့ရှိရင်ရခိုင်တော့လည်း2013တုန်းကလည်းအိန္ဒိယရဲ့အတိုက်ခံပါတီတစ်ခုဖြစ်တဲ့ BJP ပါတီကဒါတမှုကလေးမင်းကြီးမျိုးနေတဲ့ပါဝင်တဲ့ကပေါ်ချိုင်းမှဒေသကိုပြန်ယူပေးမယ်ဆိုပြီးမဲဆွေတာမျိုးရှိခဲ့တယ်။ဒါတွေကိုလည်းကလေးမျိုးမှာရောမင်းကြီးမျိုးမှာရောကျွန်တော်တို့ဒေသခံတွေကစာနာပြကန့်ကွက်ခဲ့တာမျိုးရှိပါတယ်။ ဒါမှမဟုတ်ကျွန်တော်အနေနဲ့ပြောပြချင်တာကတော့မြန်မာနိုင်ငံအနေနဲ့အိန္ဒိယနိုင်ငံအတွက်အင်ဂျင်ရင်ကောင်းမိတ်ဆွေကောင်းဖြစ်အမြဲရပ်တည်ဆောင်ရွက်သွားမှာဖြစ်ပါလေ။အိန္ဒိယနိုင်ငံမှာရှိတဲ့အချို့သောနိုင်ငံရေးသမားတွေအနေနဲ့မိမိရဲ့နိုင်ငံရေးလိုဘတစ်ခုတည်းကိုကြည့်ပြီးနိုင်ငံဆက်ဆံရေးကိုပြပြအောင်မလုပ်သင့်ဘူးဆိုတာပြောကြလို့ပါတယ်။မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာနိုင်ငံပြည်ပိုင်ဆိုင်မှုကိုလေးစားသင့်တယ်လို့ပြောကြလို့ပါတယ်။ မဲလုံးကတော့အိန္ဒိယကိုတရိပ်ပေးလိုက်ပြီနော်သူတို့ကိုယ်တိုင်ကြတော့တရုတ်နဲ့ရုရှားကိုတိုင်းပြည်ကိုရောင်းစားခဲ့တာဖြစ်ပြီမအခုလိုမျိုးဒီအိန္ဒိယလိုတော့မကနေပြီတော့မှကဘောချင်ဝရဒေတာကိုသူတို့အနေနဲ့ပြန်ယူခြင်းလဲဆိုတော့ပြောကြချက်ပေါ်မှာမြောက်လိုက်တို့အစုအနေနဲ့အခုဆိုရင်ဆက်ဆက်တိမခံနိုင်အောင်ပါနော်မခံမဲနိုင်ဖြစ်နေကြတာဖြစ်ပြီးမှအခုဆိုရင်တို့အနေနဲ့အိန္ဒိယကိုပါပြန်ပြီးတော့မှဆုံးမထုံတင်လာရတယ်ရှိတာဖြစ်ပါတယ်ဘောမာတွေကနေပြီးတော့မှလည်းဒီကိစ္စနဲ့ပြောလာကြတာမလို့ကျွန်တော်ဒီကိစ္စနဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေဆက်ဖြစ်လာမလဲဆိုတော့ဆုံးချက်မှာပဲဖြစ်ပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောနေနဲ့ဘောမလော်ပြီးကြီးစားသကောင်ဖြစ်တယ်ပေါ့နော်ဒီမရင်းကောင်မြောက်ဆိုးကနေပြတော့မှမြောက်နိုင်တော့အိုးဆုနဲ့အေးကိုဘယ်လိုမျိုးပေါ့လို့ပဲဆိုတာပြောထားလဲဆိုတာကျွန်တော်တချစ်လောက်ကြည့်လိုက်ရအောင်နော်ဟုတ်ပြီကျွန်တော်တို့ကအခုချိန်မှာတက်မတော်ကြီးခဲ့ပြီတက်မတော်ခေါင်းဆောင်တွေကစစ်ပွဲကိုတက်ပြတ်သားသားမကင်တွေလို့အားမလို့အများဖြစ်နေကြတယ်ပြက်ပြက်သားသားကင်တွေစီခြင်းอืมဘယ်လိုနည်းနဲ့လဲဖြစ်နေတဲ့အားဆိုရင်ရခိုင်မျိုးတွေနဲ့ကျွန်တော်တို့တွေတိုက်ပွဲဖြစ်နေတယ်ပေါ့ အခုဆိုရင်ရခိုင်ဒေသကစစ်ဆောင်လာကြတယ်ရခိုင်မျိုးတွေအများကြီးရှိပါတယ်အဲ့ဒီအချိန်မှာတိုက်ပွဲကိုစစ်ပွဲကိုပြက်ပြက်သားသားတိုက်စီခြင်းနဲ့သူတွေအနေနဲ့ကိုမျိုးကိုရွာကိုဒေသကိုစစ်ဆောင်လာတဲ့ရခိုင်မျိုးတွေပုံမှာဟာမင်းတို့လူမျိုးတွေကြောင့်မင်းတို့လူမျိုးတွေတီထောင်ထားတဲ့တပ်မတော်ကြောင့်မတို့တပ်မတော်သားတွေဒုက္ခရောက်ရတယ်ကြွားဆိုပြီးတော့ဘယ်သူကများစစ်ပွဲကိုရှောင်ပြီးတိတ်ရှောင်လာတဲ့ရခိုင်လူမျိုးတွေကိုရဲချင်းတွေရှိပါမယ် ထိုးခြင်းလည်းရှိပါမယ်။အချက်လည်းရှိပါမယ်။ဘာလို့မှမရှိပါဘူး။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့မြန်မာလူမျိုးတွေမှာကိုချင်းစာစီရှိတဲ့အတွက်လူမျိုးကြီးဝါလာကိုဗမာလူမျိုးတွေကကင်ဆွဲထားတယ်ဆိုတော့ညဗမာလူမျိုးတွေကတကယ်ပုံပဲအမှတ်သေးကြီးနေတဲ့လူမျိုးပါ။ကိုကျွန်တော်တို့စီကစစ်ဆောင်လာကြတဲ့ရခိုင်လူမျိုးတွေအမှန်တမ်းရောက်ဘူး။ဗမာလူမျိုးတွေအားလုံးကအဲ့လည်းလည်းပဲကျူတူကြပါလေ။ဝမ်ပန်းတသာပဲကုညီကြပါ ဒီချိန်မှာစစ်ပွဲကိုစစ်ပွဲနဲ့တူအောင်မတိုက်လို့ဆိုပြီးပြောနေတဲ့သူတွေကတကယ်လို့များတာတက်မတော်ကအေအေကိုတပတ်အတွင်းအနိုင်တိုက်ပြီးနေနေနဲ့ဘုံချက်ပြီးအမြောက်တွေနဲ့ပြစ်ပြီးအေအေတွေနဲ့တင်းမယ်ရခိုင်လူမျိုးတွေလည်းတင်းမယ်စွရင်ကျွန်တော်တို့ဗမာလူမျိုးတွေကဟာရဲရဲဆက်ဆက်တိုက်လိုက်တာရဲရဲဆက်ဆက်လုံလိုက်တာလို့ပဲပြန်ပြောကြအောင်ပါလေရတော့ကြီးတယ်နော်တနာနေကြအောင်ပါဒါကျွန်တော်တို့ မလူမျိုးတွေရဲ့အခြေခံစိတ်ပါပဲကျွန်တော်တို့လူမျိုးတွေရဲ့အခြေခံစိတ်ကိုသိတဲ့အတွက်လေတိုင်းရင်းသားတွေတော်များများပါကျွန်တော်တို့လူမျိုးတွေရဲ့အားနည်းတတ်တယ်ကျွန်တော်တို့ဗမာလူမျိုးရဲ့အားနာတတ်တယ်အားနည်းချက်ပေါ်မှာအခွင့်အရေးယူနေကြတာမျိုးဆိုရတော့ခုဆိုရင်လူမျိုးကြီးဘော်တော့ဆွဲကင်ထားတာဖြစ်ပြမကျွန်တော်ရခိုင်လူမျိုးတွေနဲ့အေးအေးပေါ်မှာ မြောက်လိုင်းတို့အစိုးအနေနဲ့ပေါ့နော်တပတ်တွင်းမှာအနိုင်တိုက်နိုင်တယ်ဆိုတဲ့ပုံစံမျိုးနဲ့ချင်းချောက်ပြောဆိုထားတာကိုကျွန်တော်တို့တွေ့တာဖြစ်ပါတယ်။ဒီလိုကောင်တွေရနေပြတော့မှာပဲမြောက်လိုင်းစစ်ရှုံးဖို့ကိုတွန်းပီလို့ဆောင်နေတာမို့လို့မြောက်လိုင်းနဲ့ဒီစစ်ဘောမှာလော်ဘီတိုက်ပေါ့နော်ပြောစကားတွေနားထောင်နေဦးမယ်ဆိုတော့တော်လိုင်းရဲ့ကကျွန်တော်တို့အနေနဲ့မကြခင်မှာပဲအပြစ်တတ်နိုင်မှာဖြစ်ပါတယ်။ဒီလိုမျိုးဒီစခွဲအုပ်စုတိုက်အနေနဲ့ပေါ့နော်အောက်ခြေက နေထိုင်တိုင်းမြုပ်ပင့်ကော်ထိုးလုံးနေမှုတွေကိုယုံမှားပြီးတော့မှခုဆိုရင်ကျတို့ဒီလက်နဲ့ကင်တပုတ်ဝင်ရှိတဲ့နေရာတိုင်းကိုသူတို့နေတဲ့စစ်ချောင်းထိုးလာပြီးမဲ့ခိုးခွက်လောင်ရှုံးနေကြတာပြန်သူတို့ရဲ့အောက်ခြေသက်သားတွေရာလဲမျောစာဖြစ်ပြောင်းလဲနေတာကိုကျတို့တွေ့ရတာပဲဖြစ်ပါတယ်ဒါကမြောက်လိုင်းရဲ့ပေါ့နော်နေဝင်ချင်းကိုကျတို့ခုဆိုရင်အေးရောင်တွေတဖြည်းဖြည်းမြင်လာရတာဖြစ်ပြီးတော့မှဗီတိုတွေတွေ့လဲဒီအောင်ပွဲအားဆိုရင်ရောင်တွေတန်းလာတာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုတပုတ်အနေနဲ့ဒီတော်လိုင်းရဲ့ဘောသူကနေပြတော့ပါဘောနော်ဒီလိုမျိုးကျတော့တော်လိုင်းရဲ့အချိန်မြင့်နေတဲ့အချိန်မှာပဲ တိုင်းတာတပွဲတွေတပွဲနဲ့တပွဲကြားထဲမှာအောက်ခြေကပြဿနာလေးတွေကိုအမြန်ဆုံးဖြေရှင်းသင့်တယ်ဆိုတဲ့အကြောင်းပါနော်သူအနေနဲ့သူ့ရဲ့မြင်ကိုသုံးသပ်ပြောဆိုထားတာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ဒါလေးဆက်ပြီးတော့မှကြည့်လိုက်ရအောင်နော်ကျွန်တော်တို့ကဒီအချိန်မှာမလုပ်ရမလဲဒါတော်လိုင်းရဲ့အားစုမှာပါဝင်နေတဲ့အခုညီကိုမောင်နှမအယောက်ချင်းစီတိုင်းဘယ်ဖွဲ့စည်းမျိုးဘဝဖြစ်ဖြစ်ကျွန်တော်တို့ရက်တည်ရမြန်မာကျွန်တော်တို့ပြောချင်တာကတော်လိုင်းရဲ့ပုံရိပ်ကိုအတုံးမချမိပါစေနဲ့မိမိရဲ့ကိုယ်ချိုးအတွက်အတုံးမချမိပါစေနဲ့လို့လည်းကျွန်တော်တို့ကအတိပေးခြင်းနဲ့ ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့လိုင်းပေါ်မှာတွေ့ရတဲ့ကိစ္စတွေဒေါ်လာကြီးပုံရိပ်မှာအသုံးချပြီးမှသွားနေတဲ့အရာမျိုးတွေကျွန်တော်တို့တော်တော်များများတွေ့ရတယ်။လက်ရှိအဖွဲ့အစည်းလိုအပ်တဲ့အဖွဲ့အစည်းတွေမှာရောက်တဲ့အခါဆိုရင်တော့ကျွန်တော်တို့ဘာမှမဖြစ်ဘူး။ဒါကကျွန်တော်ဒေါ်လာကြီးအတွက်အကျိုးဖြစ်ထွန်းမှာဖြစ်တယ်။အဲ့တော့အခုလူမျိုးကြီးကိစ္စတွေကျွန်တော်လိုင်းပေါ်မှာတွေ့တယ်။လူမျိုးကိစ္စအထူးသဖြင့်ကချင်ပလောင်ဒါကိစ္စတွေလိုင်းပေါ်မှာအများကြီးတွေ့ရတယ်။ဒါအောက်ခြေရဲ့ကိစ္စတွေဖြစ်တယ်။ ဲ့တော့ဒီလိုလူမျိုးကြီးကိစ္စတွေအဖွဲ့ကြီးကိစ္စတွေအခုလိုအခြေအနေမျိုးမှာထိမ့်သိမ့်သိမ့်သိမ့်လောက်ကြဖို့လဲကျွန်တော်တို့ခေါင်းဆောင်ကြီးများကိုတက်တွန်းနေလက်ရှိစီရေးနဲ့နိုင်ငံရေးအခင်းကျင်းမှာကျွန်တော်တို့တွားနေတဲ့အခါမှာစစ်ကောင်စီရဲ့လောက်ရဟာကျွန်တော်တို့ရဲ့အားနည်းချက်တိုင်းကျွန်တော်တို့အခု အောက်ခြေမှာဖြစ်တဲ့ကိစ္စမှန်တမျှကိုသူတို့ကနေပြီးလော်ဘီလုပ်ပြီးမှအာတပဲတိုင်းသားနဲ့ဘယ်လိုပဲတိုင်းသားနဲ့ကဘယ်လိုဖြစ်နေတာဆိုတော့လူမျိုးကြီးမိုက်တိုက်ခြင်းတွေဝါရမိုက်တိုက်ခြင်းတွေဘာသာရေးမိုက်တိုက်ခြင်းတွေကျွန်တော်တို့ခံခဲ့ရပြီလေဖြစ်တယ် ဒါတွေကိုသင်ခန်းစာယူခဲ့ပြီးမှကျွန်တော်တို့ဒီဒေါ်လာကြီးကိုသွားခဲ့တာကျွန်တော်တို့အောင်မြင်မှုရခဲ့တာလည်းဖြစ်တယ်အဲ့ဒီတော့ဆိုလိုချင်တာအကောင်းဆုံးကျွန်တော်တို့ဖြည့်ရှင်းနိုင်တဲ့နီလာနဲ့ဒီဒေါ်လာကြီးကိုရှေ့ဆက်ကြပါစို့လေကျွန်တော်တို့တိုက်တွန်းတဲ့အထက်လူကြီးမိမအနေနဲ့ကျွန်တော်တို့ဒီဒေါ်လာကြီးနဲ့ပတ်သက်တဲ့အကြောင်းရင်းအကြောင်းအရာအားလုံးကိုကျွန်တော်တို့အကောင်းဆုံးဖြစ်အောင်သွားနိုင်ဖို့လည်းကျွန်တော်တို့မျှော်လင့်နေကျွန်တော်တို့အောက်ခြေမှာရှိတဲ့ရဲဘော်အားလုံးကလည်းဒီဒေါ်လာကြီးမှာကျွန်တော်တို့အားစုံကွန်ဆိုက်တိုင်းသားစီလုံးညီညွတ်ရေးနဲ့အတူပေါင်းစည်းပြီးမှအင်အားတစ်ခုဖြစ် အာနာရှင်စစ်ကောင်စီမဲအောင်လိုင်ကိုတိုက်ထုတ်တော်လှန်နေတဲ့အခါမှာကျွန်တော်တို့ရဲရင်တတိဒါထူပြောစရာမလိုတော့အောင်အဖက်ဖက်ကပြည်စုံအောင်ကျွန်တော်တို့တာဝန်တစ်ခုထမ်းဆောင်နေတာဖြစ်တယ်ကျွန်တော်တို့ဒီတာဝန်တစ်ခုထမ်းဆောင်နေတာဖြစ်တယ်နေရာတစ်ခုထွက်တိုက်ပွဲဝင်နေတာမဟုတ်တည်အတွက်အားလုံးကိုထိန်းထိန်းသိမ့်သိမ့်နဲ့တိုင်းသားအားလုံးကျွန်တော်စီလုံးညီညွတ်မှုနဲ့သွားကြပါစို့လို့ပြောချင်ပါတယ်ခင်ဗျာ ဒါတော့ကျွန်တော်တော်လိုက်ရဲပေါ်ကနေပြတော့မှာပါနော်ဒီလိုမျိုးစကောင်စီကျွန်တော်တို့အနေနဲ့တပွဲပြီးတပွဲအလဲထုံးနိုင်နေတဲ့အချိန်မှာကျွန်တော်တို့ဒီ channel တပွဲတစ်ခုနဲ့တစ်ခုကြားထဲမှာဖြစ်ဖြစ်နေတဲ့ဒီအောက်ခြေကားပေါ့နော်ပြိပခါတွေနဲ့ပတ်သက်ပြီးတော့မှာတော်လိုက်ကောင်းဆောင်တွေအများဆုံးဖြစ်ရှင်းတင်နေဆိုတဲ့အကြောင်းကိုအကြံပြုပြောဆိုထားတာဖြစ်ပါတယ်မြောက်လိုင်းတို့အစုအနေနဲ့ကတော့ဒီလိုမျိုးခွင့်ရေးတွေကိုစောင့်နေတာပြပမာအရင်ကတည်းကပေါ့နော်သူတို့ကဘာသာရေးလူမျိုးရေးတွေနဲ့ကျွန်တော်ကိုဝါဒမိုင်းတိုက်ပြီးတော့မှာသူဟဲထားကြတာကိုကျွန်တော်အားလုံးလက်သိတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဒီတော်လိုင်းမှာတော့ပေါ့နော်အားလုံးစုစည်းပြီးတော့မှာတိုက်မဲ့ချိန်မှာ ဒီလိုပြိပခါလေးတွေကိုအများဆုံးဖြစ်ရှင်းပြတော့မှပြည်သူတရားလုံးနဲ့ပူပေါင်းပြတော့မှစစ်ကောင်စီတို့ဒီနေ့ထဲမှာပဲအပြည့်ပြိုချမ်းမယ်ဆိုတဲ့အကြောင်းလဲအခုဆိုရင်တော်လန်ရေးရဲဘော်အတီတီကနေပြတော့မှပြောဆိုလာကြတာပဲဖြစ်ပါတယ်။ကဲကျွန်တော်နောက်ထပ်ဗီဒီယိုတစ်ပုဒ်အနေနဲ့ပေါ့နော် MND ရဲဘော်ကနေပြတော့မှဒီကျွန်တော်တို့တော်လန်ရေးတပ်ဖွဲ့တွေကနေပြတော့မှနိုင်ငံတီထောင်ချင်းလို့မှုပန်းနဲ့ဆရာနာရှင်အမြင့်ပြတ်ဖို့အတွက်ပဲတိုက်တယ်ဆိုတဲ့အကြောင်းပေါ့နော်ဘောမတွေတီးအောင်အတီပီပြောဆိုထားတာပဲဖြစ်ပါတယ်။ကျွန်တော်ဒီကိုလွန်ရဲ့ဘူလိုမျိုးဘောမတွေကိုဆုံးမပြောဆိုထားလဲဆိုတာတစ်ချက်လောက်ကြည့်လိုက်ရအောင်နော်။ မင်းတို့တတ်မိဒါစုတတ်မိဒါစုတော့မလက်အောင်နေတာတွေကဘာတစ်ခုမှအကျိုးခံတာမရှိဘူးဟုတ်တယ်အေးအထက်လူကြီးတွေကတော့နေလောက်ကြီးအုပ်နေတယ်အဲ့လိုအာဏာရှင်စနစ်ဥပဒေရဲ့အထက်မှာရှိနေလို့အဲ့တော့မကြက်လို့ငါတို့တော်လန်တာပဲရှိတယ်နော်ငါတို့နိုင်ငံတည်ဆောင်ဖို့တိုက်နေမဟုတ်ဘူးကိုကနိုင်ငံကြီးဖြစ်ဖို့ရခိုင်နိုင်ငံကြီးဖြစ်ဖို့ကချင်နိုင်ငံကြီးဖြစ်ဖို့ရှမ်းနိုင်ငံကြီးဖြစ်ဖို့ဆိုရင်တိုက်နေတယ်လက်နက်ကတရားမှမရှိဘူးနော် PDF နိုင်ငံကြီးဖြစ်ဖို့ဆိုရင်တိုက်နေတယ်ဘူးမှမရှိဘူးဟုတ်လားအဲ့တော့ကိုပြောလိုက်တဲ့စကားပဲထိရောက်သွားလဲကိုကလည်းကိုစဉ်းစားကြည့်အောင်နော်ဟိုပုံစံကတော့ တတ်ပေးတာပုံစံမျိုးပဲဒါပေမဲ့ပြောလိုက်တဲ့စကားတောက်တလွဲတွေဖြစ်နေတယ်ဟုတ်လားဟင်အဲ့တော့နိုင်ငံတိထောင်ဖို့ဆိုပြီးတိုက်နေတယ်တိုင်းနာလက်နက်ကင်ဖွဲ့စည်းတပ်ဖွဲ့အမှမရှိဘူးတကောင်းမှလည်းမရှိဘူးဟုတ်ပြီလားနော်စစ်တပ်ဆိုတော့ဟုတ်ပါတယ်နိုင်ငံတကာတိုင်းရှိတင်တယ်ဒါပေမဲ့အာဏာရှင်ကတော့ကဘာတစ်ခုလုံးမှာပြည်နယ်နိုင်ငံရှိတယ်လေစဉ်းစားကြည့်လိုက်ဟုတ်ပြီလားနော်အေးအခုအေးအာဏာရှင်ကိုမကြိုက်လို့တွန်းလှန်တာနိုင်ငံတိထောင်ဖို့တွန်းလှန်တာမဟုတ်ဘူးရှင်းအောင်လို့ပြောပြထားပေးတာနော် နိုင်ငံတည်ထောင်မှုတွန်းလှန်နေဆိုရင်လည်းဘယ်တော့ခါမှအောင်မြင်မှာမဟုတ်ဘူးနော်ကချင်နိုင်ငံရယ်ဆိုတာမရှိဘူးကရင်အဲကရင်နိုင်ငံရယ်ဆိုတာမရှိဘူးရခိုင်နိုင်ငံဆိုတာမရှိဘူးကိုကန်နိုင်ငံဆိုတာမရှိဘူးဟုတ်ပြီလားနိုင်ငံရဖို့တွန်းလှန်နေတာမဟုတ်ဘူးအာဏာရှင်ပြစ်ချဖို့တွန်းလှန်နေတာအင်းမင်းစိုးမင်းကြီးရဲ့စနစ်အောင်မှာမနေချင်လို့တွန်းလှန်တာပဲရှိတယ်နိုင်ငံရဖို့တွန်းလှန်နေတဲ့လက်နက်ကန်ခွဲစီတခုမှမရှိဘူး PDF ဒီလက်တယောက်ချင်းစီမေးကြည့်လိုက်တို့လည်းစစ်တပ်ကိုမချစ်တာဘူးတို့လည်းစစ်တပ်ကိုချစ်တယ်အာဏာရှင်ကိုမုန်းတာ တိုက်ခိုက်နေတာကတွန်းလှန်နေတာကအာဏာရှင်ကိုကဲဒါတော့ဗောနကျွန်တော် MND ရဲ့ဗောကိုလွန်းမွေရနေပြီမှာမြောက်လိုင်းတို့အုပ်စုအနေနဲ့ဒီလိုမျိုးပြည်သူလူထုတွေကိုဝါတမိုင်းတိုက်နေမဲ့ဆားပါနော်ကျတို့ပြည်သူပြည်သားတွေအားလုံးရဲ့စူးစိမှုကိုမြင့်တင်နေပြီဆိုတဲ့အကြောင်းပြောဆိုထားဖြစ်ပါတယ်အခုဆိုရင်ကျွန်တော်တို့ကြားသိရတဲ့အတိုင်းစစ်ပွဲမှာလော်ဘီတချို့ကနေပြီးတော့မှကျတို့အတိုင်းသားလဲနေကင်ဖွဲတွေကနေပြီးတော့မှ ဒီမြန်မာပြည်ကနေပြည်မပေါ့နော်ခွဲထွက်ပြည်မနိုင်ငံတည်းထူထောင်ခြင်းနဲ့ဆိုတဲ့ပုံစံမျိုးနဲ့မြို့ပပြည်သူတွေကို water fan ပြောဆိုနေကြတော့တွေ့ရတာပဲဖြစ်ပါတယ်ကျွန်တော်အားလုံးရဲ့ဒီဘုံရန်တူအရမြောက်လိုင်းအုပ်စုဖြစ်ပြည်မမှာဆရာနာရှင်ဖြိုချပြည်မပြည်သူပြည်သားတွေရည်တင်းရထက်တဲ့လူခွင့်ရေးတွေကိုပြန်ပြည်မရိုက်ယူပေးဖို့အခုဆိုရင်အားလုံးဝိုင်းဝန်းပြည်မပေါ့နော်တိုက်ထုတ်နေတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုတပုတ်အနေနဲ့မြောက်လိုင်းကနေပြည်မတရုတ်နဲ့ရုရှားကိုညီနဲ့အခုဆိုရင်ကျွန်တော်ပြည်သူပြည်သားတွေပုံမှာရက်စက်ရုံမာလာပြီဆိုတဲ့အကြောင်းကို ဘောမတွေတီးအောင်ပါနော်ကျတို့တော်လိုင်းရဲဘော်တူဖြစ်တဲ့မှာတိတိကနေပြောချထားတဲ့ဟာလေကျတို့တစ်ချက်တော့ကြည့်လိုက်ရအောင်နော်မင်းအောင်လိုင်းရဲ့လက်အောက်မှာစစ်မှုထမ်းပေးနေတဲ့လူတွေအမှုထမ်းပေးနေတဲ့လူတွေအနေနဲ့တေချာစဉ်းစားဖို့လိုပါတယ်ဘာတော့ရှင်လို့လုပ်နေကြတာလဲအခုကျမတို့နိုင်ငံကိုတခြားနိုင်ငံတွေရဲ့လက်ထဲကိုအာဏာလွှဲထားရတာဖြစ်ပါတယ်ဒီအခြေအနေတည်းဟာညှင်းလို့မရတဲ့အမှန်တရားဖြစ်ပါတယ်အဲ့တော့ပထမတစ်ချက်အနေနဲ့စဉ်းစားကြည့်မယ်ဆိုရင်တရုတ်ဟာမြန်မာအရေးကိုမပါဝင်ပါဘူးမဆော့ဖက်ပါဘူးဆိုပြီးတော့မျက်နှာပြောင်တိုက်ပြီးလူလိမ့် ဇက်သွင်းနေပြီမဲ့လူလိန်ဇက်ကနေပြီမဲ့တကယ်တမ်းကျတော့လုံကြုံရေးအရာဆိုတဲ့သူ့စီးပွားရေးကိုကာကွယ်ဖို့ဆိုတဲ့နာမည်ခေါင်းစဉ်တက်ပြီးတော့မြန်မာနိုင်ငံထဲမှာတရုတ်စစ်သားတွေအယောက်900လောက်ဝင်ရောက်ရှိနေပြီဖြစ်ပါတယ်ဒီလိုပဲရုရှားပါဝင်ပတ်သက်လာတဲ့အပေါ်မှာကျမတို့အနေနဲ့ခက်မှန်းကြည့်ရတဲ့လောက်ကတော့ရုရှားတည်လေရုရှားရဲ့စစ်သားတွေကိုသူတို့ရဲ့အကျိုးစီးပွားတွေအတွက်ဆိုတဲ့ခေါင်းစဉ်တက်ပြီးတော့မှနော်ဒီဂျင်းနက်စိတ်ကန်းတွေမှာသူတို့ရဲ့ရုရှားတင်းမောတွေကတ်နိုင်မှုကတ်နိုင်ပွဲရှိပါတယ်အဲ့ဒီကနေမှတစ်ဆင့် အရက်ဝက်တွေပြောင်းပြီးတော့ရုရှားရဲ့စစ်သားတွေကလည်းကျွန်တော်တို့မြန်မာပြည်ထဲမှာလာရောက်ဝင်ရောက်လာနိုင်တဲ့အခြေအနေတည်းကိုရှိပါတယ်။ဆိုတော့ကျွန်တော်တို့ဂျပန်ခေတ်အင်္ဂလိပ်ခေတ်ကလူတုံးကလူပဲเนาะဟုတ်လားအခြားတိုင်းတစ်ပါးသားတွေလာပြီးတော့ဝင်ရောက်ပြီးတော့အာဏာကိုချေနေမှုတို့ကဒါကျွန်တော်တို့မြန်အောင်နိုင်ကကျွန်တော်တို့နိုင်ငံမှာရှိနေတဲ့ရဇဝတ်ကောင်မင်းအောင်နိုင်ကကျူးလွန်နေခြင်းဖြစ်ပါတယ်။သူတို့ခုံမြဲဖို့တော့ဘာမှမလုပ်ပါဘူး။အဲ့တော့အဲ့တော့ဒီကလေးကစားစရာရွေးကောက်ပွဲကိုမဖြစ်ဖြစ်အောင် လုတ်ပြီးတာနဲ့တပြိုင်နက်မင်းအောင်လိုင်တို့ဟာဒီအချင်းရပေါ်မှာမူပြီးမူတည်ပြီးတော့အမျက်ထုတ်မယ်နိုင်ငံထဲမှာရှိတဲ့လုတ်ပိုင်ခွင့်တွေမြေတချို့တဝက်တွေကိုပေးမယ်အဲ့တော့ဘလို့တွေလုတ်ကြမယ်ဆိုတာကတော့ကျမတို့အနေနဲ့အခုချိန်မှာမပြောနိုင်သေးပေမဲ့တော်တော်စူးစိုးဝါးဝါးဖြစ်လာနိုင်တဲ့အခြေအနေမျိုးရှိပါတယ်ဆိုတဲ့အခါကျတော့ဒီအခြေအနေကိုတရုတ်နဲ့ပူတင်တို့ဟာတကယ်တမ်းကြလို့ရှိရင် เนาะကျမတို့မြန်မာနိုင်ငံမှာတို့မျက်စိကြနေရတယ်အများကြီးရှိတယ်တို့မြန်မာနိုင်ငံရဲ့တောင်ပိုင်းကိုယူမလားမြောက်ပိုင်းကိုယူမလားဆိုတဲ့ခွဲခြမ်းစိတ်ပြမှုတွေအပြုတော်ဆောင်နေဆွေးနွေးမှုတွေတို့ချာမှာလက်ရှိရှိနေနိုင်ပါတယ်ဒါတော့ဗောနော်မှတ်တဲ့အကန့်နဲ့ပြတော့မှာခုဆိုရင်မြောက်လိုင်းကရုရှားနဲ့တရုတ်ကိုကျွန်တော်တို့ပြည်သူပြည်သားတွေအလုံးတမိုးထားတဲ့တရားစတာပစ္စည်းတွေနဲ့ဒီမြေခွတ်တွေအလုံးရောင်းချခဲ့ပြီးပြီဆိုတဲ့အကြောင်းပေါ့နော်ဒီပြပြောဆိုထားတာဖြစ်တယ် ကယ်တမ်းပြောမယ်ဆိုတော့မျောလိုင်ကသူ့အာဏာတည်မြဲဖို့အတွက်ခုဆိုရင်ဒီတိုင်းပြည်တော်မှာရောင်းစားရတဲ့ဆိုတော့သဘောတွေကိုကျွန်တော်ခုဆိုရင်တွန်းနေရတာပြမတာကကျွန်တော်တိုင်းပြည်နယ်လူမျိုးတွေအတွက် ရင်းလေးဆရာပဲဖြစ်ပါတယ်။ဒီတော်လိုင်းမှာတော့ပြည်သူတွေလုံးအနေနဲ့မပူပေါင်းမပါဝင်ပဲနဲ့ပေါ့နော်။ဒီတိုင်းဆက်ပြီးတော့မှအချောင်းလေးချောင်းဆောက်ပုံစံနဲ့နေအောင်မယ်ဆိုတော့ကျွန်တော်တင်းတပါးတွေရဲ့ပေါ့နော်။ချယ်လက်ချုံခိုင်းမယ်ဆိုတဲ့အကြောင်းကိုကျွန်တော်ခုဆွန်တွေ့နေရတာပဲဖြစ်ပါတယ်။မြောက်လိုင်းနဲ့သူတို့ပေါင်းပေါက်တွေရနေပြီးတော့မှကျွန်တော်ပြည်သူလူထုတွေကို channel ပြီးတော့မှသူတို့ဆရာနာရှင်တက်ဆိုးရှင်အောင်သူတို့လူသူစုတွေပဲကောင်းဆောင်ခုဆွန်လှုပ်ဆောင်နေကြတာမို့လို့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရော ကျွန်တော်တို့ B2B သားတွေရဲ့အားလုံးပူးပေါင်းပြီးတော့မှတိုက်ထုတ်ရမယ့်အချိန်ပဲဖြစ်ပါတယ်။ B2B တွေကလည်းပြတော့မှလည်းဒီစစ်ကောင်စီအောက်ခြေသားတွေကိုအလေးဝင်ပို့ပြောဆိုလာကြတာမို့လို့ပါနော်။စစ်ကောင်စီတပ်ဖွဲ့ဝင်တွေအနေနဲ့ B2B ကိုအမြန်ဆုံးခုံလုံးပြီးတော့မှဒီလိုမျိုး B2B လူထုတွေနဲ့သူတို့အချင်းချင်းတောင်ပိုက်ပြန်ပြီးတော့မှ Phoenix Challenge နေကြတဲ့စစ်ခွေးပေါ်မှာအယုတ်ကိုက်တွေကိုပြန်ပြီးတော့မှတွန်းထုတ်ရမယ့်အချိန်ဖြစ်နေပြီဆိုတဲ့အကြောင်းပြောချင်တဲ့ကျွန်တော်ဒီနေ့ညပိုင်းဗီဒီယိုကိုဒီနေ့မှာပဲဆုံးသက်ချင်ပါတယ်။စာဆုံးကြည့်ရှုပေးကြတဲ့မြို့ပပီသူများအားလုံးစိတ်ချမ်းသာကိုယ်ကျေးဇူးချင်တဲ့ပြည့်စုံပြီးတော့မှတာယာရဲ့ချန်နယ်ညလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကလည်း ဆုမကောင်းတောင်းပေးလိုက်ပါတယ်